ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာအစီအစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါဗျာမွေးနေ့ဓမ္မတိလဆောင်ခဏကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နော်ဝင်ဘာလ15ရက်နေ့မှာကျက်ရောက်တဲ့မိုးနစ်ရှင်ညကတော့ရန်ကုန်မြို့မှာမတ်တီတာတန်ရန်ကုန်မြို့မှာထက်ချော်မင်းရန်ကုန်ကြောင်မြောက်မှာကိုကိုချမ်းသာရွာမှာမတ်ချိုချိုတွင်ဝါစီဆေးရုံမှာနော်အုံမာခင်တောင်သာမြို့မှာဝင်ဝင်သွင်းပြည်မြို့မှာဆလိုက် ကြော်ကြော်လက်တူပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ15ရက်နေ့မှာကြောက်ရောက်တဲ့မွေးနေ့ရှင်များကြီးစုနာစဉ်အပေးနေကြသူများအလုံးပေါင်းအဖာဖရာသခင်ရဲ့ကောင်းချီးကျေးဇူးပေါ်များစတဲ့တဘူတူ၍ခံစားရပါစေကြောင်းအချက်သမားတရားမြမပိုင်းစီတင်မှဝိုင်းတော်သူဝိုင်းတော်သားများနေတူကျွန်တော်ရှင်ဝင်းစော်ထွန်ကနေစုမုံကောင်းတောင်းပီးတည်တန်ရှင် ကောင်းကောင်းနဲ့ရှိန်းလို့ဒီဆိုထားတဲ့ယုံကြည်ကိုးစားဆိုတဲ့ဓမ္မသင်ကို ပြန်ဆက်ပေးလိုက်ပါတယ်။ ာမန်ကာလတွင်33ကျင်းမြောက်ပြင်းငွေတွေနေရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး20အခန်းငယ်9မှ16တိုင်းချို့သောသူများကဗိမာန်တော်သည်လှပသောကြောက်တုံးများနှင့်၎င်းဘုရားသခင်ကိုစက္ကပ်ပူတော်သည်လူပွေရာပစ္စည်းများနှင့်၎င်းတန်စာစင်တာကြောင့်ပြောဆိုကြ၏ပုရောကယခုကျင်တို့မြင်တွေ့ကြရသောဤရာအလုံးတို့သည်ကြောက်တုံးတုံးပေါ်တုံး တင်၍မကြံရစ်သည့်တိုင်အောင်အလုံးပြုပြက်သည့်နေများရောက်လာလိမ့်မည်ဟုမိန့်တော်မူ၏။သောအခါသူတို့ကဆရာတခင်ဤရာများကြီးမိတိအချိန်ကာလတွင်ဖြစ်ပျက်နေမည်။ဤသို့အဖြစ်မည်မိတိမိလက္ခဏာများဟောထုတ်မည်နည်းဟုမိလျှောက်လေ၏။ကိုရောကလည်းတင်တို့သည်လှည့်ပြားခြင်းမခံကြရစေရန်တတိပြုကြတော့အကြောင်းမူကားများစွာသော သူတို့သည် မာဤနာမ၌လာကြ၍မာသည် ခရစ်တော်ဖြစ်အချိန်ကာလသည်ကြီးလာပြီဆိုကြလိမ့်မည်ထိုသူတို့၏နောက်သို့မလိုက်ကြလိမ့်မည်သင်တို့သည်စစ်ပွဲများနှင့် ပုံကံထကြွခြင်းအကြောင်းတို့ကိုကြားရသောအခါထိတ်လန့်တုန်လှုပ်ခြင်းမရှိကြနှင့်အကြောင်းမူကားဤအမှုရာများသည်ပရမအုစွာ ဖြစ်ရလိမ့်မည်တို့ရာတွင်နောက်ဆုံးသောကာလသည်ချက်ချင်းရောက်လာလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏ထို့နောက်သူတို့အားမိန့်တော်မူသည်ကလူမျိုးတစ်မျိုးနှင့်တစ်မျိုး နိုင်ငံတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်ကြလိမ့်မည်။နေရာအရရတူ၌ယင်းကလေးပြင်းစွာလှုပ်ခြင်းငမ်းမော့ခေါင်းပါခြင်းနှင့်ကာယောဂါများအယောက်ချင်းတို့ဖြစ်ပေါ်လိမ့်မည်။ကောင်းကင်၌လည်းကြောက်မွက်ဖော်ရာ နမိတ်များနှင့်ကြီးကျယ်သော အမတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။သို့တော်လည်းဤအရာများအလုံးအဖြစ်မီသူတို့သည်ငါ၏နာမကြောင့်သင်တို့ကိုဖန်ဆီးနှိစေကြလိမ့်မည်။သူတို့သည်သင်တို့ကိုတရားရှိရများနှင့် အချင်းထောင်များတွင် အနှံ့ကြား၍ကျွန်တို့သည်ဘရင်များနှင့်မြို့ဝင်များ၏ရှေ့မှောက်သို့ခေါ်ဆောင်သွားခြင်းခံရလိမ့်မည်။ဤသည်ကကျွန်တို့တည်တည်ခံရအချင်းခါကောင်းဖြစ်လိမ့်မည်။ထို့ကြောင့်ကျွန်တို့မိကဲ့သို့ပြောဆိုရမည်ကိုကြိုတင်၍တွေးဆမထားရန်စိတ်ပိတ်ဖြတ်ထားကြတော့အကြောင်းမူကားကျွန်တို့၏ရန်သူသည်ကျွန်တို့ကိုရင်းခုန်ဆန့်ကျင်ခြင်းမပြုနိုင်ရန်နှုတ်အစွမ်းနှင့်ညာစွမ်းကိုကျွန်တို့အားမပေးမီ ်သင်တို့ကိုသင်တို့၏မိဘညီအကိုများဆွေမျိုးများနှင့်မိတ်ဆွေများကပင်အနှံကြလိမ့်မည်သင်တို့တွင်အချို့ကိုသူတို့တတ်ကြလိမ့်မည်သင်တို့သည်ငါ၏နာမကြောင့်လူအပေါင်းတို့၏လူကြီးချင်းကိုခံကြကြလိမ့်မည်သို့သောသင်တို့၏ဥပမာစံကြီးကြပင်မြပျက်စီးရလိမ့်မည်မဟုတ်ကြည်ကြည်ခိုင်မာခြင်းအဖြစ်သင်တို့သည်သင်တို့၏အသက်ကို ပိုင်ဆိုင်ကြရလိမ့်မည်ဟုမိန့်တော်မူ၏ဤဒီကား ယေရှုခရစ်သည်ဖြစ်ပြီးမြတ်သောဧဝံဂေလိတရားတော်ဖြစ်သည် လာစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့တာမန်ကာလ33ကြိမ်မြောက်တနုံနေနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကာခန်းကြီး27ခန်းငယ်9မှ19ထိဖြစ်ပါတယ်။လောကမှာအသက်ရှင်နေထိုင်လုပ်ကိုင်စားတော့ဖို့အာယုံစိုက်ကြရင်းနဲ့ကျွန်တော်တို့အသက်ရှင်နေတဲ့ဘဝရဲ့အတိတ်ပဲဘဝရဲ့ပန်းနိုင်ကိုမေ့လျော့လာကြပါတယ်။ဒါကြောင့်လူဘဝဟာဘာအတိတ်ပဲမှမရှိသလိုလို့ လူဘဝဟာဘာပန်းနိုင်မှမရှိသလိုလိုဖြစ်လာကြလို့အသက်ရှင်ရတာ အာရော့လာကြတယ်စိတ်ခက်တံမှု မရှိကြတော့ဘူးဒါကြောင့်ပြောသလိုပဲနေကြတော့တယ်ဖြစ်သလိုပဲနေကြတော့တယ်အိမ်ကြီးအိမ်ကောင်းနဲ့နေရပါတယ်ဒါပေမဲ့မိသားစုကတကွဲတပြားစီးပညာတွေတိုးတက်လာပါတယ်ဒါပေမဲ့ကျမ်းမာရေးတွေချိုးတက်နေကြတယ် ခေပညာတွေတက်ကြပါတယ်ဒါပေမဲ့အသည့်တရားတွေခေါင်းပါလာတယ်ဝင်ငွေတွေချမ်းသာလာပါတယ်ဒါပေမဲ့စိတ်ကစင်ရဲနေကြတယ်ဈေးကြီးတဲ့နာယီရှိပါတယ်ဒါပေမဲ့အချိန်မရှိကြပါဘူးအရက်တွေပေါများလာကြပြီးရေရှားပါနေတယ်လူတွေကများပြားလာပါတယ်ဒါပေမဲ့လူစာနဲ့လူကရှားပါလာပါတယ်ဒါဘာကြောင့်ဖြစ်လာရတာလဲ လူတွေဟာကိုယ့်ရဲ့ပြစ်ဆုတ်ပါနဲ့ကိုယ့်ရဲ့အနာဂတ်ကိုပိုင်းခြားမသိကြလို့ပါပဲဒါကလည်းလောကဆန်တဲ့အတွေးခေါ်တွေကတဖြည်းဖြည်းလွှမ်းမိုးလာကြလို့ပါလောကဆန်တဲ့အတွေးခေါ်မှာတော့အခုနေထိုင်ရတဲ့ဘဝပြစ်ဆုတ်ပံကိုပဲစဉ်းစားတတ်တယ်။နောက်ဘဝကိုမစဉ်းစားခြင်းဘူးမယုံဘူး။ဒါကြောင့်အခုဘဝမှာဖျားကြိုက်တယ်လို့မနေထိုင်ပဲကိုကြိုက်တယ်လို့နေထိုင်ကြတယ် အဲ့လိုလူတွေက အနာဂတ်တွေမစင်စားဘူးအနာဂတ်မရှိတဲ့လူကဘာကိုမျော်လင့်ပြီးအသက်ရှင်မှလဲသူ့တွေအနာဂတ်မရှိဘူးဆိုမှတော့ဘာမျော်လင့်ချက်မှလည်းမထားတော့ဘူးလေသူ့ကိုယ်ကာယအတွက်ပဲအသက်ရှင်တယ်သူ့ဝိညာဉ်ရေးအတွက်မစင်စားဘူးသူ့ကိုယ်ကာယအတွက်ပြည့်စုံဖူလုံရင်တောင်သူ့ဘဝကဟာတာတာကြီးအတိတ်ပဲမရှိသလိုပဲခံစားရမှာပဲဟုတ်တယ် ချစ်ခြင်းမေတ္တာမရှိရင်လူဘဝဟာအဓိပ္ပာယ်မရှိဘူးအခုလောလောဆယ်တော့ပိုက်ဆံရဖို့ကြားမှချမ်းသာဖို့ပဲမှုံပြီးတော့အလုလုနေကြလို့သူ့ဘဝရဲ့အဆုံးကိုမစင်စားဖြစ်တာအဲ့ဒီပြစ်ဆုံးပါမှာပဲနေနေတဲ့သူအတွေ့လူဘဝကဘယ်လိုကြီးလဲသိပြီးရင်အကုန်ပြီးရောလားဒီလိုလူအဖွဲ့စည်းကပြစ်ဆုံးပါမှာပဲနေကျင်တဲ့အဖွဲ့ နောက်တစ်ဖွဲ့ကတော့အနာကတ်မှာပဲနေကျင်တဲ့အဖွဲ့ဒီနေ့ဖတ်တဲ့ဒုတိယကျမ်းစာနဲ့ဧဝံဂေလိကျမ်းစာတဲကလူတွေလူပေါ်ဒုတိယကျမ်းစာသက်ဆက်လောနီကာဩဝါဒစာဒုတိယဆောင်မှာ ရှင်ပေါလုကသူခိကလူတွေအခုပြစ်ဆုတ်ပါမှာအလုံးမလုံးပဲသခင်ယေရှုဒုတိယအချိန်ကြွလာတော့မှာမို့ကဘာကုန်တဲ့အချိန်ကို ထိုင်းဆောင်နေကြလို့သုံးမထားတာကိုဖတ်ရပါတယ်။တင်တို့တွင်အချို့သောသူတို့သည် ပြင်းကြီးစွာနေထိုင်၍အလုံးမလုံးဖဲသူတစ်ပါးဤကိစ္စများတွင်သာ ဝင်ရောက်စွတ်ဖက်နေကြကြောင်းကိုသာတို့သိကြ၏ထိုသူတို့သည်မိမိတို့၏အလုတ်ကိုတိတ်ဆိတ်စွာလုတ်ကင်လျက်မိမိတို့၏ဝမ်းစာကိုရှာဖွေ စားတော့ကြရန်ယေရှုခရစ်တော်၏နာမတော်၌သင်တို့အားငါသတိပေးနှိုးဆော်ပါ၏တဲ့ယေရှုဖျားရှင်လက်ထက်ကလူတွေကလည်းယေရှုဖျားရှင်ကိုမေးလျှောက်ကြတယ် ဘယ်တော့ကဘာကုန်မှာလဲဘာတွေဖြစ်ပြက်မှာလဲစသဖြင့်အနာဂတ်ကိုပုံပြီးစိတ်ဝင်စားကြတယ်အဲ့လိုအနာဂတ်မှာဖြစ်ပြက်မဲ့ဟာကိုပဲအာယုံရောက်နေတဲ့လူတွေကအခုပြစ်ဆုတ်ပါမှာရှင်းနေတဲ့ဘဝအသက်တာကိုအေးမပေးတော့ဘူးအထင်သေးကြတယ်ပြစ်ဆုတ်ပံကို ဖြစ်တယ်လို့ပြစ်ဆက်လက်ခနေကြတယ်သူ့အယူဆကဒီလောကကဘာကြီးကဆက်ဆုတ်ယုံချစရာကောင်းတယ် ီလောကမှာအများထွက်မှအများများလွတ်မြောက်မယ်လို့သူတို့ကထင်းနေကြတယ်။ကဘာကြီးများများကုန်မှအေးမယ်လို့ယူဆထားကြတယ်။ဒီအဖွဲ့ရဲ့အယူအဆကလည်းမှားပါတယ်။ပြစ်ဆုတ်ပါမှာပဲကျင်လဲနေကျင်တဲ့လူတွေအနာဂတ်မရှိပဲနေကျင်တဲ့အဖွဲ့ကလည်းမှားပါတယ်။ဒါအပြင်နောက်တစ်ဖွဲ့ကရှိပြန်သေးတယ်။အဲ့ဒီအဖွဲ့ကတော့အတိတ်ကာလမှာပဲနေကျင်တဲ့အဖွဲ့ပါပဲ။ ဟိုးရင်တို့က အချိန်ကောင်းလေးတွေကို ပြန်တန်းတရင်အသက်ရှင်နေကြတယ်။အတိတ်ကိုတန်းတရင်ကိုယ့်ကိုယ်ကို နှစ်သိမ့်နေတတ်ကြတယ်။အဲ့လိုလူတွေကတစ်ချိန်လုံးတွေးဝေးငေးမိုင်းနေတတ်ကြတယ်။တစ်ချိန်လုံးလွမ်းဆွတန်းတရင်နဲ့လက်ရှိအချိန်တွေကိုဖြုံးနေကြတာပါပဲ။မကောင်းပါဘူး။ဘာမှလည်းအကျိုးမရှိပါဘူး။ဒါကြောင့်ခုပြောခဲ့တဲ့၃ဘွက်စလုံးကမကောင်းပါဘူးတစ်ဖက်ဆုံးကြကြနေကြတယ် အတိတ်မှာပဲနေကျင်တဲ့အဖွဲ့ပစ္စုပန်မှာပဲနေကျင်တဲ့အဖွဲ့အနာဂတ်မှာပဲနေကျင်တဲ့အဖွဲ့အဲ့ဒီအဖွဲ့အားလုံးအကျိုးမရှိပါဘူးဖျားမကြိုက်ပါဘူးဒါဆိုလူဘဝမှာအတိတ်ပဲရှိရှိနေထိုင်ဖို့အားတဲ့တယောနေထိုင်ဖို့ဘယ်လိုအသက်ရှင်ကြရမလဲအဖြေကတော့အနာဂတ်ကိုရည်ရွယ်ပြီးတော့အခုပစ္စုပန်မှာနေထိုင်ဖို့ ဖြစ်ပါတယ်ကို့အနာဂတ်နဲ့ ခုလက်ရှိပစ္စုပန်ကိုရောတတိလက်လွတ်မဖြစ်စေရပါဘူးအမှန်တရားကတော့အခုမြင်းနေတဲ့ပစ္စုပန်လောကကြီးကမတည်မြဲဘူးဆိုတာ အမှန်တရားပါပဲအာလုံးပြောက်ွယ်သွားကြရမယ်အခုပစ္စုပန်အတွက်ဖဲအသက်ရှင်နေလို့မဖြစ်တော့ဘူးဆိုတာသိပါအခုပစ္စုပန်မှာကျွန်တော်တို့အောင်မြင်တာတွေပိုင်ဆိုင်တာတွေအားလုံးကျွန်တော်တို့သိတဲ့အခါထားရခဲ့ရမှာပါ ကြောင့်အခုပြစ်စုံပံအသက်ရှင်နေကြတဲ့အခါကျွန်တော်တို့မှမျော်လင့်ချက်ရှိထားရမယ်။ဒါမှအတိပ္ပယ်ရှိတော့မှာပေါ့။ယူဝချက်ပန်းနိုင်ရှိနိုင်မယ်။ကျွန်တော်တို့ခရိယန်တွေယုံကြည်ကြတာကအနာဂတ်နောက်ဘဝမှာဘဝရဲ့ပြည့်စုံခြင်းတည်းစိတ်ကြည်နူးစရာအကောင်းဆုံးချစ်ချင်းမေတ္တာအရှိဆုံးကြုံတွေ့ပိုင်ဆိုင်ရမယ်။အဲ့ဒါဘယ်လိုခံစားရမလဲဆိုတာကြိုတင်သိနိုင်ဖို့လေ။ အခုပြစ်ဆုံးပါလောကမှာကလေးကကြိုတင်အမိခံစားမိစေပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့အခုပြစ်ဆုံးပါမှာ တကယ်လို့တယောက်ကိုတယောက်ချစ်ကြရင်အဲ့လိုနောက်အနာကပါခံစားမိမဲ့ကြည်နူးမှုမျိုးကိုကြိုတင်ခံစားမိစေတာပါပဲဒီနေ့ပထမကျမ်းစာ မာလခိကျမ်းမှာကမ္ဘာလောကရှိ မကောင်းမှုတွေဟာမီးလောင်ကျွမ်းတယ်လို့တခုမှကြံတော့မှာမဟုတ်တော့ဘူး ဟုတ်ပါတယ်။နောင်ဘဝမှာတရားမြတ်တခြင်းချစ်ချင်းမေတ္တာတွေပဲကြံရှိပါတော့မယ်။အဲ့ဒီအခါဇနိစာလံချမ်းတဲကလူပဲဘုရားသခင်ဒီကဘာမေကြီးကိုတရားမြတ်စွာအုပ်ဆိုးရန်ကြွလာတော်မူ၏တဲ့။ဒါကြောင့်ဦးရင်နာခြင်းသေခြင်း မရှိနိုင်တော့တာပေါ့။နောင်ဘဝကို မျော်လင့်ပြီးရှင်းနေတဲ့ကျွန်တော်တို့ဟာအခုပြစ်ဆုံးပံကိုလည်းအကျိုးရှိရှိရှင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မျောလင့်နေတာကွာချစ်ချင်းမြတ်တာကျွန်တော်တို့မျောလင့်နေတာကွာတရားမြတ်တာချင်းလေကျွန်တော်တို့မျောလင့်နေတာနဲ့စန့်ကျင်ပဲကျွန်တော်တို့နေထိုင်ပါမလားအနာဂတ်မှာဒီလိုဒီလို မျောလင့်ထားလို့အခုပြစ်ဆုံးပါမှာလေဒီလိုဒီလိုနေနေကြတာပေါ့အဲ့ဒီလိုအနာဂတ်တွေပြင်ဆင်ရင်းနဲ့အသက်ရှင်စဉ်အခါမှာကျွန်တော်တို့မမိမပြောက်ရမှာကဖျားတရားပါပဲ။ ယေရှုဖျားရှင်ရဲ့တရားတော်များအတိုင်းရှင်းနေရမယ်ဆိုလိုတာကအခုပြစ်ဆုတ်ပါမှာအလုပ်တွေလုပ်ရင်ယေရှုမျောမသွားဘူးစိတ်ပြက်မသွားဘူးဆိုတာဖျားနဲ့အတူအသက်ရှင်နေမှဖြစ်မှာပါဖျားနဲ့အတူဘဝခရီးကို အတူလျှောက်မှ စိတ်ထိန်နိုင်ပဲထုံအားရှိနိုင်ပဲပုံကုံပြောရရင်အခုပြစ်ဆုတ်ပါမှာကိုမျောရင်းထားတယ်လို့မဖြစ်လာခဲ့ရင်တောင် ။အိုကလောကအရာတွေကိုစိတ်မဆွဲလန်းလို့ဝါနဲ့ပက်လက်ဖြစ်မသွားဘူး။ဘဝပြည့်မသွားနိုင်ဘူး။ဒီလိုပဲအတိတ်ကာလကဖြစ်ပျက်ကြုံတွေ့ခဲ့သမျှကိုလည်းလက်ခံတတ်ရမယ်။အတိတ်ကကောင်းခဲ့တာတွေကိုယူ မကောင်းတာတွေကိုပယ်ပါ။ကြုံတွေ့ခဲ့ရတဲ့အပြစ်အမှားတွေမှသင်္ကန်းစာယူပြီးအခုပြစ်ဆုံးပါဘဝအသက်မှာ အတိတ်ကလို့မမှားစေဖို့အသက်ရှင်ရမယ်။ဒါဟာလူမှုရေးမဟုတ်ဘူးပြစ်ဆုံးပ ခုလက်ရှိဘဝမှာဘုရားသခင်အပေါ်ယုံကြည်အားကိုးနေဖို့အရေးကြီးဆုံးပါပဲအခုကျမ်းစာမှာယေရှုဘုရားရှင်သတိပေးထားသလိုပါပဲသူတို့သည်သင်တို့ကိုတရားစရာများနှင့် အချင်းထောင်များတွင် အနှံ့ကြ၍သင်တို့သည်ဘရင်များနှင့်မျိုးဝင်များရှေးမောက်သို့ခေါ်ဆောင်ခြင်းခံရလိမ့်မည်ဤသည်ကသင်တို့တတ်တည်ခံရအချိန်ကောင်းဖြစ်လိမ့်မည် ထို့ကြောင့်သင်တို့ဤကဲ့သို့ဖြေကြားရမည်ကိုကြိုတွင်၍ တွေးဆမထားရန်သတိပြုကြလော့အကြောင်းမူကားတင်တို့၏ရန်သူများသည်တင်တို့ကိုရင်းခုန်ဆန့်ကျင်ခြင်းမပြုနိုင်ရန်နှုတ်အစွမ်းနှင့်ဉာဏ်ပညာကိုတင်တို့အားငါပေးမည်တင်တို့ကိုတင်တို့၏မိဘညီအကိုများဆွေမျိုးနှင့်မိတ်ဆွေများကပင်အနှံ့ကြလိမ့်မည်တင်တို့တွင်တချို့တို့ကိုတတ်ကြလိမ့်မည်တင်တို့သည်ငါ၏နာမကြောင့်လူအပေါင်းတို့၏မုန်းကြီးခြင်းကိုခံကြရလိမ့်မည် သို့တော်တင်တို့၏ဥကောင်းမှ စံချီပင်တပင်မျှပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်ဤကြီးခိုင်မာခြင်းအဖြစ်တင်တို့သည်တင်တို့၏အသက်ကို ပိုင်ဆိုင်ကြလိမ့်မည်လို့ခရီးတော်ပေးထားပါတယ်။ဒါရှင်သူအားလုံးပေါ့ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ ဩတနာကိယနာရှင်ဖခမိတော်ဗျာကိုရောတိသာသမိတို့ကိုအမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနှင့်စစ်မှန်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ သာသမိတို့သည် ခွန်အားကုန်ခန့်၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှ အားကိုးစရာမရှိပါသောကြောင့် သားသမီးတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သားသမီးများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သားသမီးတို့၏ဘဝနေထိုင်မှုတွင် အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုဗဒာနာမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှားခဲ့သည့်မာဤညီကိုယ်တို့ကို ြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနဲ့တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍ သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကြီးနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတာယာဝါပြောသော နိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျာအာမင် ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြီးပါပြီ။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာ ခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။